နှစ်တကူပြိစနှစ်ဥက္ကလအခါသမယမှာမြန်မာနိုင်ငံတော်သူနိုင်ငံသားများနဲ့တကွကဘာသူကဘာသားတတ်တော်အားလုံးကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ရှေးဥစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်နှစ်တကူပြိစနှစ်ဥက္ကလအခါမှာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်များတဲ့ကနေ့စဉ်ဘဝမှာသစင်တည်းလိုက်နာကျင့်သုံးပြီးတော့ချမ်းသာဒုက္ခတွေရရှိဖို့ရန်အတွက် ဟောကြားထားတဲ့သုတ်တံများကိုရွေးချယ်ပြီးတော့ဒီကနေ့နေဥကာလဓမ္မလက်ဆောင်တရားကိုဟောကြားမှာဖြစ်ပါတယ်။လောကရှိလူသားတွေအားလုံးဟာနှစ်ဟောင်းကုံတိုင်းနှစ်ဟောင်းကုံတိုင်းနှစ်သိက်ကိုချူဆိုကြပြီးနှစ်သိက်မင်္ဂလာအခါသမယမှာကောင်းကျိုးချမ်းသာတွေကိုမျှော်လင့်တောင်းတကြတာဓမ္မတာတစ်ခုလိုဖြစ်နေပါတယ်။မြည်သည့်လူမျိုးပဲဖြစ်ဖြစ်နှစ်ဥကာလအခါသမယမှာကောင်းကျိုးချမ်းသာတွေရကြပါစေ။ကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့တဦးတဦး ဆွမုံကောင်းချွေပြီးတော့ရောက်ရှိလာမဲ့နှစ်တဲ့အခါသမယမှာစီဝါရေးပညာရေးလူမှုရေးမိမိတို့ဘဝနေထိုင်ရေးတွေအလုံးအဆင်တပြေဖြစ်ဖို့ရအတွက်မျှော်လင့်ခြင်းကြီးစွာ ရှိကြပါတယ်လူသားတိုင်းအလုံးဟာတဏှီဒီသောတခုဒီသောဆန္ဒကတော့လူသားတွေဟာဒုက္ခကာမချမ်းသာခြင်းကြတယ်ဒုက္ခပဋိကုလဆင်းရဲဒုက္ခကိုယွံမုံကြတယ်ချမ်းသာဖို့နိလန်းအမျိုးမျိုးကို ရှာကြံပြီးတော့ချမ်းသာဒုက္ခရရှိရေးအတွက် ကျူပန်အထုတ်နေကြတာဖြစ်ပါတယ်။သို့တော်လည်းချမ်းသာဒုက္ခကိုဆိုင်းရဆိုင်းရစစ်မှန်တဲ့အကြောင်းတရား